မင်္ဂလာညနေခင်းပါရှင်မေလ29ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုစတင်ပေးထားရထုံးလေးတင်ဆက်ပေးတော့မှာပါဒီကနေ့ညနေခင်းသတင်းတွေမှာတော့ရန်ကုန်တိုင်းဒေသကြီးအတွင်းကိုဗစ်အတည်ပြုလူနာ6ဦးတွေ့ရှိခဲ့တဲ့သတင်းအရာပြင်းကလေးလှုပ်ခတ်မှုအတွင်းပြိုကျခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Sky Villa Condo ကနေအမျိုးသမီး3ဦးရဲ့ရုံအလောင်းတွေထပ်မံတွေ့ရှိခဲ့တဲ့သတင်းစကိုင်းမြို့အရှိတောင်ညိုရွာရှင်တိဝလိတောင်ရအနီးမှာ ကြောက်တွင်းပြိုကျမှုဖြစ်ပွားပြီးနှစ်ဦးသေဆုံးခဲ့တဲ့တဲ့။ဂါဇာကိုအစ္စရေးတိုက်ခိုက်မှုအတွင်းအနည်းဆုံး52ဦးသေဆုံးခဲ့တယ်လို့ကင်ဆေးရေးသမားတွေပြောကြားခဲ့တဲ့တဲ့။အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာကိုဗစ်အတည်ပြုလူနာ6ဦးတွင်းရှိခဲ့တဲ့တဲ့ကိုတင်ဆက်ပေးမှာပါ။ရန်ကုန်တိုင်းဒေသကြီးအတွင်းကိုဗစ်အတည်ပြုလူနာ6ဦးတွင်းရှိခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ မေ၁၈ရက်ကနေ၂၅ရက်အထိရသက်ရပတ်အတွင်းတက်ခွဲနမူနာစုစုပေါင်း2954ခုကိုစစ်ဆေးခဲ့ရာကိုဗစ်ပိုးတွေ့အတည်ပြုလူနာသက်6ဦးကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဆိုပါကိုဗစ်ပိုးတွေ့လူနာ6ဦးဟာတကုံမြို့နယ်က2ဦး၊အင်းစိန်မြို့နယ်က2ဦး၊တာဂီတာမြို့နယ်က2ဦး၊ကုံမှုမြို့နယ်က2ဦးနဲ့တကုံမြို့သစ်အရှေ့ပိုင်းက2ဦးတွေ့ရှိခဲ့ကြောင်းကျွမ်းမိုင်ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဓာပြင်ယောဂပိုးတွေးရှိမှုရာခိုင်နှုန်းဟာ၃ညတက်သမ2နှစ်ရာခိုင်နှုန်းဖြစ်ပြီးပြင်းထန်လူနာအထူးကြက်မတ်ကုသမှုပေးရတဲ့လူနာနဲ့ကိုဗစ် -19 ရောဂါနဲ့သေဆုံးသူလူနာမရှိကြောင်းသိရပါတယ်။လက်ရှိတွေးရှိရတဲ့ဗီဇပြောင်းပိုးတွေဟာကမ္ဘာနိုင်ငံတွေမှာ94ရက်ရှိပြီးပြင်းထန်မှုမရှိတဲ့မျိုးကွဲတွေဖြစ်ပြီးအခုထိုးနှံပေးနေတဲ့ယောဂကာကွယ်ဆေးတွေနဲ့ထိရောက်စွာကာကွယ်နိုင်ကြောင်းကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့လေစိတ်စိတ်ကံနေဆက်ဂိတ်တွေမှာယောဂအဆောင်ချက်ကြီးရှုတာ တန်တရားလက္ခဏာရှိသူတွေကိုတက်ခွဲစစ်ဆေးတာမျိုးရိုးပြည်စပြောင်းလဲမှုစစ်ဆေးတာကောက်ခွဲဆေးထိုးနှံပေးတာတွေဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။ကူးစက်လွယ် Omicron အုပ်စုကမျိုးရိုးပြည်စပြောင်းလဲလာတဲ့ GN1 အုပ်စုနဲ့နောက်ဆက်တွဲမျိုးရိုးပြည်စပြောင်း COVID-19 virus ပိုးတွေကိုကောက်ခွဲနိုင်မဲ့ကောက်ခွဲဆေးတွေထိုးနှံပေးမယ်လို့ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။ မေလအတွင်းမှာ Gavin Support for C19 Vaccination အစီအစဉ်နဲ့ကူးစက်လွယ် Omicron အုပ်စုကဆက်လက်ပြီးမျိုးရိုးဗီဇပြောင်းလဲလာတဲ့ GN1 အုပ်စုနဲ့နောက်ဆက်တွဲမျိုးရိုးဗီဇပြောင်း COVID-19 virus ပိုးတွေကိုကာကွယ်နိုင်မဲ့ Pfizer COVID-19 vaccine GN1 တွေကိုထုတ်နှံပေးမှာဖြစ်တယ်လို့သိရပါဗျ။ COVID-19 ရောဂါ virus ပိုးတွေမျိုးရိုးဗီဇပြောင်းတာနဲ့အတူ၎င်းမျိုးဗီဇပြောင်းရောဂါပိုးတွေကိုကာကွယ်နိုင်မဲ့ COVID-19 ရောဂါကာကွယ်ဆေးမျိုးဆက်သစ်တွေဟာလည်းစဉ်ဆက်မပြတ်ထွက်ပေါ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ COVID-19 ရောဂါကာကွယ်ဆေး Pfizer XBB.1.5 အသုံးပြုပြီး January လကနေ April လအတွင်းရောဂါကာကွယ်ဆေးတစ်ကြိမ်မှမထိုးနိုင်ရသေးတဲ့အသက်18နှစ်အထက်ပြည်သူသက်သိန်း3529နဲ့ကိုဝင်ဆောင်မိခင်သက်သောင်း4895ဦးအပါအဝင်နောက်ဆုံးအကြိမ်ကာကွယ်ဆေးထိုးနှံပြီးစမှုကာလ6လနဲ့တနှစ်အတွင်းရှိသူ22သိန်း8826ဦးကို ကောက်ွယ်ဆေးထိုးနှံနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာကိုဗစ်ကောက်ွယ်ဆေးအမျိုးအစားရှင်မျိုးကိုအသုံးပြုပြီးအသက်9နှစ်နဲ့အထက်ပြည်သူ36.36တန်းကိုကောက်ွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ခဲ့ပြီးထပ်ဆောင်းကောက်ွယ်ဆေး21.25တန်းတိုးဆက်ထိုးနှံပေးခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။ဆက်လက်ပြီးအင်အားပြင်းကလေးလှုပ်ခတ်မှုအတွင်ပြိုကျခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Sky Pillar Condo ကနေအမျိုးသမီး၃ရဲ့ရုံလောင်းတွေကိုထပ်မံတွေးရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မလ28ရက်နေ့ကနှုတ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးအတွင်ပြိုကျခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Sky Villa Condo ကနေဒီနေ့မေလ28ရက်နေ့မှာအမျိုးသမီး3ဦးရဲ့ရုပ်အလောင်းတွေကိုထပ်မံပြီးတော့တွေ့ရှိခဲ့တယ်လို့သိရပါဗျ။ဒီနေ့မေလ28ရက်နေ့မှာမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကရန်နီယာတွေနဲ့အတူရုံလောင်းကျန်ရှိနေတဲ့မန္တလေးမြို့ Sky Villa အဆောက်အဦး B အဆောင်ကို ဖေရှားရှင်းလင်းတာနဲ့ရုံအလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ခဲ့ရာ B အဆောင်အခန်းအမှတ် J4 က မနက်9:30မိနစ်အချိန်မှာအမျိုးသမီးတအူးရဲ့ရုံလောင်းမနက်9:35မိနစ်အချိန်မှာအမျိုးသမီးတအူးနဲ့မနက်9:45မိနစ်အချိန်မှာအမျိုးသမီးတအူးစုစုပေါင်းအမျိုးသမီး3ဦးရဲ့ရုံလောင်းတွေကိုထုတ်ယူရရှိခဲ့တယ်လို့သိရပါဗယ်မေလ23ရက်နေ့ကလည်း PSN အခန်းအမှတ် I3 ကနေအမျိုးသားတအူးရဲ့ရုံလောင်းမေ22ရက်ညနေ4နာရီခန့်မှာ Sky Villa B အဆောင်အခန်းအမှတ် I9 ကနေအမျိုးသမီးတအူးရဲ့ရုံအလောင်း မေလ22ရက်မနေ့10နာရီမှာဘီအဆောင်ကအမျိုးသားတအုပ်ရဲ့ရုပ်အလောင်းမေလ20ရက်မှာအမျိုးသမီး2ဦးနဲ့အမျိုးသားတအုပ်ရဲ့ရုပ်အလောင်းမေ16ရက်မှာအမျိုးသမီးတအုပ်ရဲ့ရုပ်အလောင်းမေ18ရက်မှာအမျိုးသားတအုပ်ရဲ့ရုပ်အလောင်းမေလ15ရက်မှာအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့ရဲ့ရုပ်အလောင်းတွေကို၎င်းထုတ်ယူနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ဒါကြောင့် ပြိုကျခဲ့တဲ့စကိုင်းဗီလာကွန်ဒိုကနေရုပ်အလောင်း100ကျော်ရရှိထားပြီးဖြစ်တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။စကိုင်းမြို့အရှိတောင်မြို့ရွာရှင်သူဝလိတောရအနီးမှာကြောက်တွင်းပြိုကျမှုဖြစ်ပွားပြီးနှစ်ဦးသေဆုံးခဲ့တဲ့ဆွဲတဲ့ရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။စကိုင်းမြို့အရှိတောင်မြို့ရွာရှင်သူဝလိတောရအနီးမှာမေလ25ရက်နေ့မိုးလယ်ပိုင်းကကြောက်တွင်းပြိုကျမှုဖြစ်ပွားပြီးနှစ်ဦးသေဆုံးကတဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ တောင်ညိုရွာနဲ့ကြောက်တာကျေးရွာဝင်းကျင်တို့မှာမင်းဝင်တောင်ယိုကကြောက်တွေကိုထုတ်ယူပြီးကြက်ဆာမှုတ်ထုတ်ရမှာအသုံးပြုတယ်လို့သိရပါတယ်။အခုလိုကြောက်တွင်းပြိုကျမှုကြောင့်အမျိုးသမီးတဦးတရားရရှိခဲ့ပြီးအသက်38နှစ်အရွယ်အမျိုးသားတဦးနဲ့48နှစ်အရွယ်အမျိုးသမီးတဦးတို့သေဆုံးခဲ့တယ်လို့သိရပါတယ်။မော်ရင်းကာလာဆိုအခုလိုကြောက်တွင်းပြိုကျတာမျိုးမကြခဏကြုံရတယ်။ ောက်တွင်းပြိုလို့တည်ဆုံးတာခြေပြက်လက်ပြက်ဖြစ်တာတွေလည်းရှိတယ်လို့ကြောက်တာကြေးရွာဖြူစင်မြစ်တာအတင်းကတာဝန်ရှိသူတို့ကပြောပါရယ်အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားရရှိခဲ့သူမအီအီဆိုကုန်ကြောက်တာရွာဖြူစင်မြစ်တာအတင်းကနေစေးရုံကို ပို့ဆောင်ခဲ့ပြီးတည်ဆုံးခဲ့သူနှုတ်ကုန်သခိုင်းစေးရုံကိုပို့ဆောင်ကအတီးပြုတ်ပြီးပြန်လည်တည်ဆောင်ခဲ့ကြောင်း Obo Rescue အတင်းကနေသိရပါရယ်နောက်ဆုံးသတင်းဒီပုံအနေနဲ့ ဂါဇာကိုအစ္စရေးတိုက်ခိုက်မှုအတွင် အနည်းဆုံး52ဦးသေဆုံးခဲ့တယ်လို့ကေဇေးသမားတွေပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂါဇာကမ်းမြောင်ကိုအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်မေ26ရက်ကအနည်းဆုံး52ဦးသေဆုံးခဲ့တယ်လို့ကေဇေးသမားတွေကပြောကြားခဲ့ပြီးအဲ့ဒီမှာပဲစာတင်ကျောင်းကိုအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးသူ33ဦးအထိရှိလာတယ်လို့ဂါဇာမြို့ပြကာကွယ်ရေးအေဂျင်စီကပြောပါတယ်။ ဒါကြောင့်မေ26ရက်တိုက်ခိုက်မှုအတွင်းစာတင်ကျောင်းမှာတေဆုံးသူ33ဦးအပါအဝင်အနည်းဆုံး52ဦးတေဆုံးခဲ့တယ်လို့ဆိုပါရယ်။အဆိုပါစာတင်ကျောင်းဟာစစ်ရှောင်တွေအတွက်ခိုးလုံရနေရအဖြစ်အသုံးပြုတဲ့နေရာဖြစ်တယ်လို့ဆိုပါရယ်။ဂါဇာစီးတီးရဲ့အဒါရာရက်ကွက်ကဖာမီအဂျာဂျာဝီစာတင်ကျောင်းတိုက်ခိုက်ခံရတဲ့အတွက်အာဇာနည်ဖြစ်သွားသူအရေအတွက်ဟာအနည်းဆုံး33ဦးရှိတယ်လို့အေဂျင်စီပြောရေးဆိုခွင့်ရှိသူမမော့ပါဆယ်ကပြောပါရယ်။ထရန်ရသူအများစုမှာကလေးတွေပါဝင်တယ်လို့ဆိုပါရယ်။ အမျိုးသမီးတွေလည်းထိခိုက်ဒဏ်ရာရတယ်လို့ဆိုပါတယ်တိုက်ခိုက်ခံရတဲ့စာတင်ကြောင်းဟာစစ်ဆောင်တွေနေထိုင်ရာအကြောင်းဖြစ်တယ်ဆိုပေမဲ့အစ္စရေးစစ်တပ်ကတော့ဒီစာတင်ကြောင်းမှာအကြမ်းဖက်သမားတွေရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။မေလ28ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုထိုင်းရထုံးလေးတင်ဆက်ပေးသွားခဲ့တာပါ။ည8:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။